အခြားဆက်ရှင်လေးကတော့တူရီရင်ထဲအကြောင်းအရာလေးတွေကိုပွပွင်လင်းလင်းလေးနဲ့အာချင်းချင်းပေါ့အများဝေလို့ရတဲ့နေရာလေးတစ်ခုလည်းဖြစ်တယ်ဆိုတော့အတူရီကိုအကြောင်းလေးတခြားကိုစစ်တဲမှာရှိတဲ့အကြောင်းလေးပြောကြမယ်လीနော်မတော်ကကြတော့တခုအရန်အမ်စိတ်ထဲမှာအဆင်မပြေရဘူးလေဆိုတော့အမ် ဒီဘောနော်ဒုရီအပြင်မှာဒုရီရများသောအပြင်ပြဿနာဖြစ်တယ်ဆိုလို့ရှိရင်အထူးသဖြင့်ထားပါတော့လူတယောက်နဲ့တယောက်ကြားထဲမှာရှိရဲ relationship မကောင်းတာကိုယ့်နဲ့ကိုယ်ကြားထဲမှာရှိရဲ relationship မှာပြဿနာတက်တာတို့နိအဲ့လိုမျိုးဖြစ်ကြတဲ့အခါမှာအထူးသဖြင့်ဒီ psychology လမ်းကြောင်းမှာသွားရဲတင်းနှင်းနေတက်တယ်အာ counseling တွေလုပ်တယ် client နဲ့တွေ့ရတယ် supervision နေဆရာမနဲ့ယူရတယ်ဆိုတော့အချိန်တွေမှာအများဆုံးကဘာလဲဆိုတော့ ကိုအတောင်းမှာရှိတဲ့လူတွေနဲ့ပြန် trick ကဖြစ်တာကွာဒီလားဥမာကို team မှာဆိုလို့ရှိရင်လေဟိုဘလောက်ပဲလေဟိုတို့တွေကဟိုစာလူမျိုးနားလဲရပါဘော psychology မှာဆိုရင်အာကိုရဲ့အမအိုကိုကိုရဲ့ဒါခန်းစားချက်ဆိုရင်ကိုရဲ့တာဝန်ပဲအဲကို responsibility ယူရမယ်ကိုဟာကိုရှာဖွေရမယ်ကိုဟာကိုကြည့်ရမယ်ဘလောက်ပဲပျော်ပျော်အဲ့ကိုတွေအတွက်အစပိုင်းမှာအခက်ခဲဆုံးကဘာလဲဆိုတော့အဲ့လူကြီးသူများကိုလက်ညှိုးမထိုးရတာကိုကကိုတို့ကအဲ့ပြဿနာဒီလား အဲ့မှာဘာဖြစ်လဲဆိုတော့ဘောနော်အမတော်ကဆိုလို့ရှိရင်အရန်စိတ်ဆိုးတယ်ဘောနော်ကိုကဘာလဲဆိုအဲ့တုန်းကကိုကကိုကိုကိုနားမလဲတာကိုကဗီတာမင်နေရာမှာရောက်နေတာဗီတာမင်တယ်လီတီနဲ့ဘောဒီမှာအာလောကလောကငါ့ပေါ်မှာပဲဒီလိုမတရားတာတွေလုပ်နေငါခံနေရတာဘောငါ့ကိုပဲဒီလိုလှုပ်တာဘောဆိုရဲခံစားချက်တွေဘောခံစားချက်တွေဆိုရင်အဲ့မှာ ဒီခံစားချက်ကြီးကိုကိုကရှေ့မှာကို့ကိုဒီလိုနားကျင်အောင်လုပ်တဲ့လူကြီးတယောက်လုံးကိုထားပြီးတော့ဒီခံစားချက်ကငါစီအောင်ဖြစ်တယ်ဆိုတဲ့အရာကိုကို့လက်ခံမှုအရန်ကိုအရန်ကိုခက်ခဲခဲ့ရပါတော့။အဲဒါကိုစစားလူတွေတော့မပြောတတ်ပါဘူး။မဆိုလို့ရှိရင်ဒီနှစ်ပေါင်းများစွာကြာအောင်အဲ့ဒါကိုတော်တော်လေး struggle လုပ်ရအောင်အခုချိန်ထိလည်းတခါလေကြာရင်ကို့ကိုတာဝန်ယူရမယ်ဆိုတဲ့အချိန်မှလေတာဝန်ယူရမယ်ဆိုတာနဲ့လေမဟုတ်ဘူးငါဒါငါငါတယောက်တည်းရဲ့တာဝန်တော့မဖြစ်နိုင်ဘူးဆိုတဲ့ဟာလေတခါလေကြာရင်လွန်ဆွဲနေအောင်ဝင်လို့ဒီလား။အဲ့ဒါလေ လေကိုတော်တော်ခက်ခဲအဲ့လိုပြောလို့ရှင်အရင်တော့ဆိုလေအဆရာမောက်ဆိုရဟန်းစိတ်တူအောင်ဆိုအဲ့ဒါအတန်းနဲ့ပါဆိုရင်အမဆိုအမြဲတမ်းပြောတာပေါ့နော်သူရဲ့ဆရာမဆိုအာခံစားချက်ဆိုတာကိုယ့်ရဲ့ responsibility လို့ပြောလို့ရှိရင်အဲ့စကားကိုယ့်ထဲကိုဒီနဲ့နာဝင်ပြီးအချောင်းကြီးနဲ့ထိုးလိုက်တယ်လို့ဒီနဲ့နာချက်တော့ ဲ့လိုမျိုးပေါ့နော်အဲ့လိုပြောခန့်အဲ့လိုပြောလိုက်တိုင်းမှာလေဟာဒါတစ်ဖက်ကလည်းမှန်နေဆိုတာကိုသိတယ်ဒါကိုလက်ခံနိုင်တယ် agree ဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့သီးစိတ်ရှိပင်မဲ့လေတစ်ဖက်ကလည်း emotionally ဒါကိုလက်ခံမှုတအားကိုခက်ခဲတယ်အဲ့လိုလာပြောတဲ့သူကိုလည်းမကျေနပ်ဘူးဆိုတော့ခံစားချက်တွေအရန်အရန်ကိုဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့အဲဒီတို့တွေ ကြုံခဲ့တဲ့ကိုယ့်ရဲ့ challenge တွေတဲ့ကကိုယ့်အတွက်တစ်ခုပေါ့နော်ကိုယ်စိတ်ထဲမှာအမြဲတမ်းအေးဘေးရလို့ကိုမပြောရတာတွေအထိန်ထားပြီးကိုယ့်ကိုယ်ကိုအလုံးလုံးရတယ်ဆိုရဲနေရာတွေရလीအရန်အရန်ကိုခက်ခဲရမှာတော်လीအမ်တော်ချိတ်တာလေးတွေအများကြီးရှိရပေါ့နော်အဲအဲ့လိုပဲမမုံခဲ့ပြောသလိုပေါ့ကျွန်တော်တို့တင်တန်းတက်တော်ဒီချက်ကကိုတာဝင်ကိုကိုယူရတယ်ပေါ့နော်ဟာလာပြန်ပြီဘောတလျှောက်လုံးငါလောက်တာဝင်ယူတတ်တာငါပဲရှိရပေါ့နော် um လိုရာထပ်ပိုးတဲ့တာဝန်တွေကိုလည်းအများကြီးယူခဲ့တယ်ဒီမှာလဲတကယ်ကိုဟိုဟိုစိတ်တန်ရရရရပြီးတော့ဟိုတင်တန်းတက်တဲ့အထက်မှာအဲ့ဒီဟာလဲပါတယ်ပေါ့နော် relationship နဲ့ပတ်သက်ပြီးတော့အဆင်ပြေခဲ့တာတွေလည်းရှိရောကြတော့ပေါ့နော်အဲ့တော့ဒီမှာလဲလာပြန်ပြီးကိုတာဝန်ကိုကိုယူဆိုတက်တက်လုံးဟာဒီယူရတဲ့တာဝန်ကမပြီးဆုံးနိုင်တော့ဘူးဆိုတော့အရာလေးဖြစ်တယ်ပေါ့နော်ကျွန်တော်လေဟိုပါပေါ့ ဘောတခြားလုံးကိုကလေစစ်မှန်နေပေါ့နော်စိတ်ဖြောင်းနေငါကတောင်းရင်ယူတတ်တယ်ပေါ့နော်အဲ့ဒီ identity နဲ့ကို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 တတ်မှတ်ခဲ့တာပေါ့ငါဒီလိုလူမျိုးပေါ့နော်ပြီးတော့တစ်ဖက်ကကြာလေကိုက authentic အဲ့ဒီအရင်ကိုကိုကိုစစ်မှန်ခြင်းတာအော်ဒါဆိုရင်ငါဒါကြီးကတော့မဟုတ်မဟုတ်ဘူးမဟုတ်တဲ့အတွက်ငါဒါမထောက်ခံပါဘူးပေါ့ဒါကြီးကတော့ငါစိတ်သေးကငါဝါသနာပါတာမဟုတ်မလောက်ပါဘူးပေါ့ဒီလိုနေလာခဲ့တဲ့အရာလေးတွေကကျမတို့ဒီတင်တန်းနေတက်တဲ့အခါမှာတွေ့ရတယ် အားရအများကြီးပဲတွေ့ရတယ်ပေါ့နော်ဆောဆောမတစ်လားမဆူပါလားပြောသွားတယ်တဲ့မလေးဟိုပေါ့ကျွန်မကုတ်ကုတ်ကိုလေးဟို the first လောက်နေမိတဲ့အရာတွေအများကြီးမြင်လာတယ်ပေါ့နော်ဟိုအများကြီးမြင်လာဆိုကျွန်မကြောင်းနေကိုရှာခဲ့တာပေါ့နော်ကျွန်မကဒီ victim နေရာမှာမြန် play ခဲ့တာများတယ်ပေါ့နော်အမလေးငါဒီလောက်လုတ်ပြီးထားတာငါ့ကိုပြောရလေချင်းပေါ့နော်ငါ့ကိုလုတ်ရလေချင်းအဲဒါမျိုးလေးနဲ့အဲ့ဒီတစ်ခုခု even တခုခုဖြစ်တိုင်းကျွန်မအဲ့ဒီနေရာကိုကျွန်မလေသူများကထားတာမဟုတ်ဖ ೇನೆ ကိုကိုကိုနေရာ diamond တကျဲစကားနဲ့ပြောမယ်ဆိုလို့ရှင် diamond ပြည့်ဝင်တာတခုခုဖြစ်တာအဲ့ victim နေရာမှာသွားနေရာနေပြီးတော့တစ်ဖက်ကလည်းကျွန်မကလည်းအဲ့ဒီနေရာခံစားရတယ်နာကျင်ရတယ်ဝမ်းနေရတယ်စိတ်ဆိုးဒေါသထွက်ရတယ်ဒါပြောရကျွန်မအဲ့ဒီနေရာကိုตายရတာပေါ့နော်ตายရပြီးတော့အာငါသူများကိုနားလေပေးလိုက်ရတာသူများကိုစာနာပေးလိုက်ရတာအဲ့လိုပေါ့အဲ့လိုလေးတွေနဲ့ ကျွန်တော်ကိုကိုအဲ့ဒီနေရာကိုตายရပြီးတော့မထွက်နိုင်ဘူးအဲ့ဒီနေရာကနေပြီးတော့အဲ့ဒီ victim နေရာကနေလုံးဝမထွက်နိုင်ဘူးအဲ့တော့ဟိုကိုကိုကိုရိုသားရမယ်ဆိုတော့လည်းရှိတော့ကြတော့လေအဲ့တော့သူများကိုဟိုကျွန်တော်တွေကเจ้าနေကိုရှာခဲ့တာများတယ်ပေါ့နော်သူသူငါ့ကိုဒီလိုပြောလို့ငါဒီလိုခံစားရတယ်သူငါ့ကိုဒီလိုလှုပ်လှုပ်လို့ငါဒီလိုခံစားရတယ်ဆိုတဲ့နေရာကိုရောက်တယ်ဆိုတဲ့အမျိုးကိုပဲတွေးလာခဲ့တာပေါ့နော် อืมကျွန်တော်တို့တွေးဖို့မိနေခဲ့တာကြတော့ကိုကိုတိုင်းဒီနေရာကိုသူများမပေးဘဲနဲ့ဝင်ယူနေမိတာတွေကိုတတိထားလာမိတယ်ပေါ့เนาะတတိထားလာမိပြီးတော့ကိုကိုကိုပို့ပြီးတော့ယူသားလာတယ်လို့ခံစားရတယ်ပေါ့เนาะအခုချိန်နေမှာလေကိုကိုပို့ပြီးယူသားလာတယ်ကို့မှာရှိနေတဲ့အာကို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 လို့လက်မခံထားတဲ့မကောင်းမှုဆိုတဲ့အချက်တွေကိုလေဒါဒါတွေကိုရှာတွေ့တယ်ရှာတွေ့ပြီးတော့ ဒါငါပါလားငါရဲ့အစိတ်ပိုင်းလေးတွေတဲကငါပါလားဆိုရဲအရာလေးကိုလက်ခံလာနိုင်တာပေါ့နော်အဲ့ဒီခါမှလေ empathy တို့ authentic ဖြစ်တယ်တို့ပေါ့နော်အဲ့ဒီဟာတွေကိုလေဟိုနားလေယုံနေလေမပြီးဘူးပေါ့နော်တကယ်တည်တည်ချာချာဒါလေးကိုတည်တည်ချာချာနားလေသွားမှဒါလွတ်မြောက်တာပေါ့နော်ကျမတို့တွေကအာဘောတလျှောက်လုံးလွတ်မြောက်ခြင်းနဲ့ ဆိုတဲ့ဟာမျိုးလေးတွေပြောခဲ့တယ်ပေါ့နော်တကယ်တော့ကိုလွတ်မြောက်ချင်တာလားကိုကိုယ်တိုင်ကိုကမလွတ်မြောက်မဲ့နေရာလေးကိုကိုကိုယ်တိုင်ရွေးနေမိတာလားပေါ့နော်ဒါလေးတွေကိုလည်းတိတိချာချာလေးသွားပြီးတော့မြင်မိရေပေါ့နော်အော် emotion ဆိုတဲ့ခါမှာလဲကိုကိုကိုဘာတွေကိုဖိချထားဖိထားလဲပေါ့နော်ခါလေးကြလို့ရှိရင်ကိုကိုကိုဆိုတာတဲ့ဒီကျမတို့တွေရဲ့ culture ရ social norms တွေရဒီ religious ဟိုအရာပေါ့နော်ကျွန်တော်တို့ကိုကိုဟိုပေါ့ဖိနှိပ်ထားခဲ့တဲ့အရာလေးလည်းရှိတော့အော် psychology မှာဆိုရင်ပြောကြတယ်လေနော် emotion ဆိုတာကနေရာမပေးလို့ရှိရင်ပို့ပြီးတော့နေရာယူတယ်ဆိုတော့လေအော်တချို့အရာလေးတွေမှာငါကတိခန့်တက်တဲ့ဟာစာနာတက်တယ်နားလေတက်တယ်တကယ်တမ်းကကျွန်တော်ကအလောက်ကြီးလေဟုတ်မနေဘူးပေါ့နော်အဲ့ဒီအရာလေးတွေကိုကိုကဖိထားရတဲ့အခါမှာပြန်လာလို့ရှိရင်လေနှစ်ဆပို့ပြီးတော့ပို့ခံရတယ်ပေါ့နော် ကိုကိုရိုင်းလည်းပိုခံရတယ်လို့ကိုနေပတ်သက်တဲ့သူကလည်းအဲ့ဒီအရာလေးကိုပို့ပြီးတော့ခံရတယ်ဆိုတော့လေးတော့ပြီးတော့အာတွေ့မိရေပေါ့နော်ဟုတ်တယ်ခုနကမလင်းထပ်ပြောသွားတာရောအခုမမုန်းငယ်ပြောတာရောဆိုလို့ရှိရင် အဲ့ဒီ responsibility လို့စဉ်းစားလိုက်တော့လေပခုံးပေါ်မှာထမ်းထားရတဲ့အထုပ်ကြီးကိုသွားပြီးမြင်နေပေါ့နော်ပခုံးတွေတော့မှအလိုမျိုးနာလာနာလာတယ်လို့မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအထုပ်ကြီးထဲမှာကိုယ်ကဘာတွေကိုထည့်ပြီးတော့ထမ်းထားတာလဲပေါ့ခုနကကောင်းတာကြီးလည်းပါတယ်ဆိုးတာကြီးလည်းပါတယ်ဒါပြီးတော့ဟိုထမ်းထားတယ်ဆိုတာလည်းလွယ်တော့မလွယ်ဘူးလေနော်အရင်ကြီးကိုလေးလာရလေးလာတယ်ဆိုတော့မခံနိုင်တော့ဘူးဆိုတဲ့နေရာရောက်တဲ့အခါကျတော့လေအဲ့ဒီအထုပ်ကိုဖွင့်ဖွင့်ပြီးရောရှိရင်ဘာတွေရှိလဲတခုချင်းကြီးဘယ်ဟာတွေကတော့ဆက်ပြီးတော့တည်သွားလို့မရဘူးလေ ဒါတွေကတော့တည်ဝါရမယ်ပေါ့နော်အဲ့လိုမျိုးတွေကြည့်ရတယ်ပေါ့နော်ဒီ psychology လမ်းကြောင်းပေါ်မှာရှိတယ်ခုနအကောင့်ဆိုလက်ခံတယ်ဆိုတဲ့ဟာကိုအထုပ်ထဲမှာဘကိုဘာတွေထည့်ထားလဲဆိုတာလို့သွားပြန်ပြီးတော့ကြည့်ရတယ်ဆိုတဲ့ဟာမျိုးလေး ਨੇ အဲအဲ့လိုမျိုးစဉ်းစားမိတယ်ပေါ့နော်ပြီးတော့ဒီလွတ်လွတ်လပ်လပ်ရှင်းတန်းနေဆိုတဲ့ဟာလေးမှလင်းထပ်ပြောသွားတာဆိုတော့ကြားရပေါ့နော်အဲ့တော့အဲ့လိုလလလရှင်တဲ့နေဆိုတဲ့နေရာမှာကိုကလေ projection တွေနဲ့ illusion တွေနဲ့ defense တွေနဲ့လေ ဲ့ဒီဟာကိုကြားလိုက်တာတော့မှလို့ defense ဖြစ်တယ်ပေါ့နော်တခါတလေပါလဲဆိုတော့အဲ့မဟိုစီးရီပေါင်းနေနေဆိုရင်လည်းမရှင်းတန်ချင်ဘူးပေါ့အဲတခါတလေဒါကိုရဲ့ projection ပေါ့လေတခါတလေကြာဆီမှာစီကန်းကြည့်လိုက်တာဟုတ်အဲ့လိုမျိုးခံစားရတာရှိတယ်ပေါ့နော်တချို့တချို့အချိန်တွေမှာပေါ့လေဒါမှဒါမဟုတ်ဘူးဒါက ဟိုတဘွားလုံးလေအိမ်မှာဆိုလို့ရှိရင်လည်းအမေကလည်းညှို့ထုတ်ပြီးတော့မအိပ်သေးဘူးလားတည်းမလားမစားသေးဘူးလားမသွားသေးဘူးလားစားမလုပ်သေးဘူးလားဆိုပြီးတော့ငငယ်ငယ်လေးကကိုယ့်စီမှာဒါရှိခဲ့တဲ့နေရာတွေဆိုတဲ့အခါကျတော့လေအဲဒီဒီကြားထဲမှာကိုကလွတ်လွတ်လပ်လပ်ဘယ်လိုရှင်တန်ရမလဲဆိုတဲ့ဟာကိုကိုဟာနဲ့ကိုပြန်ပြီးတော့ရှာဖွေရတယ်ပေါ့နော်ဒီချေကြောဟို mother figure လို့ထားပြီးတော့မှလေအမေအမေနေရာမှာကိုကထားထားနေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအချိန်မှာခုန မတ်တစ်ပြောသလိုကို introject လုပ်တဲ့အစိပ်ပိုင်းရှိသလိုပရောဂျက်လုပ်တဲ့အစိပ်ပိုင်းလည်းရှိတယ်ပေါ့နော်တချဲကဘက်လိုက်တယ်ပေါ့တချဲကဘသူ့ဆိုရင်ကောင်းကောင်းဆက်ဆန်တယ်ပေါ့နော်တချဲကကိုယ်ကကြတော့ဘလူပေါ့အဲ့လိုမျိုးတွေလည်းရှိတယ်အဲတချဲဟိုရိုက်လည်းပြောပြတယ်ပေါ့နော်ပြီးတော့အဲ့ခုနကလုံးဝမယ်မလုံးရဘူးပေါ့နော်ဒီ supervision တွေပါတယ်မှာဆိုလို့ရှိရင်ကိုယ်အတွက် guideline တွေပါတယ်ရှိတယ်ဟုတ်အဲ့ဟာတွေဟို ဖီဆန်တာပေါ့နော်တော်လန်ပုံကန်ရသမျှနဲ့နဲ့ဆွဲကင်ပြီးတော့မှမဟဲ့အဲ့လိုပေါ့နော်ကိုရရဲ့ဒီနဲ့ကဲတိချက်ကိုမကျေနပ်ဘူးဆိုတဲ့ဟာပြရင်ဒါပေမဲ့တစ်ဖက်မှာပါဖြစ်တယ်ဆို guilt ဖြစ်တယ်အေးအေးဟာငါငါတော့တည်ရနော်တစ်ပတ်လုံးကြောင်းတက်တဲ့အချိန်မှာရောအိမ်မာနေတဲ့အချိန်မှာရောတွားလျာနေရာတိုင်းမှာဒီဥပဒေဒီစီးမြင်းနေနေခဲ့ရတဲ့သူတယောက်အနေနဲ့ ဒီចောင်းတက်နေပါလေအနေဒီចောင်းကချထားတဲ့စီကန်းထဲမှာကိုမနေဘူးဆိုတော့ခံစားချက်ကြီးကအရန်ကိုကြောက်စရာကောင်းတယ်အရန်ကိုကြောက်စရာကောင်းအဲ့ guilt ကြီးကကိုအရန်ဖိစီးရဲ့ပေါ့နော်အဲ့မှာခုနကပြောနေရင်လည်းမတာဝန်ဆိုတဲ့အကြောင်းလေးကြားတော့ကြောက်လေကိုကဘလို့လဲဆိုတော့ကို့မှာပေါ့နော်ကိုက psychological ဟို psychology မှာ issue တစ်ခုရှိရဲ့ပေါ့ ငါမှာဒီပြဿနာရှိနေတာဒီငါရဲ့ psychology မှာငါရဲ့ psyche မှာတခုခုဖြစ်နေတော့ပေါ့နော် ကိုကို psyche မှာ flaw တခုရှိနေတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီ flaw ကိုပြုပြင်ပေးဖို့ကဒီချက်မှာတာဝန်ရှိတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ psychology ဆရာမဖြစ်နေတော့ပေါ့နော်အဲ့ကိုတောင်းကိုသူ့ယူစေချင်တာပေါ့နော်ဒါပေမဲ့သူကမယူဆိုတဲ့ခါမှာသူစိတ်ဆိုးတယ်ပေါ့နော်အဲ့လိုခံစားချက်တွေလည်းဖြစ်ခဲ့တယ်ပြီးအဲ့ guilt နဲ့ အဂိလ်ဖြစ်လိုက် self banishment ဖြစ်လိုက်အဲ့တန်နေရာကြီးတွေမှာနေနေရာကြီးကိုလေကိုကိုပြန်တွေ့အဲ့ဒါကြီးကတားဟချောက်ဖို့ကောင်းနေပေါ့နော်တကြိမ်ထဲမှာပဲသူ့ကိုသူ့အနီးနာကတ်သွားခြင်းနဲ့ဟို तू ကအဲ့လိုဟို comment လေးမှာပေါ့နော် feedback လေးမှာကောင်းတယ်ဆိုတဲ့ဟာလေးပေးရဆိုရင်ကိုယ်မှာအဲ့ဒီ validation အရင်ပြောရဆိုရင်ခံစားချက်တွေဖြစ်လိုက်တခါတလေကြောက်လို့ရှင်လေသူဘာမှကိုမပြောရသေးပါပဲနဲ့ကိုကောင်ဆလာတယောက်ကဒီလိုဆိုတဲ့ဟာကိုကိုယ့်ထဲမှာဆွဲသွားပြီပေါ့နော်ဒီ level 1 level 2မှာလည်းကောင်ဆလာတယောက်ဒီဘယ်လိုလုပ်ရပါမလဲကောင်ဆလာဒီဘယ်လိုနားထောင်ရပါမလဲကောင်ဆလာဒီ judge မလုပ်ရပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ကိုယ့်အသေးထဲမှာဆွဲသွားပြီဆိုတဲ့အခါကျတကယ်တကယ် session ကိုဒုံးဆိုဝင်လိုက်တဲ့အချိန်မှာကိုက အဲ့ဒီဟာလေးတခုမှဖြစ်တော့ဘူးဆိုတဲ့ဟာကိုကိုကိုသိတယ်လေအဲ့အဲ့ဒီဟာပေါ့နော်ငါတော့ဒီလိုနားနဲ့နားမထောင်လိုက်မိဘူးပေါ့နော်ငါတော့အဲ့ဒီအချိန်မှာခံစားချက်ကဒီလိုမဖြစ်နိုင်ဘူးဆိုတဲ့အချိန်မှာအဲ့ဒီဟာကြီးကလေကိုကိုအရင်ဖြစ်စည်းရလို့ခံစားရတယ်ငါပေါ့ကောင်ဆလာတယောက်ဖြစ်ပါတည်းရနေပေါ့နော်ကောင်ဆလာတယောက်လုံးဝမဲ့လုံးတင်လုံးထိုက်တဲ့ဟာတခုငါမလုံးနိုင်နိုင်ဘူးပေါ့အဲ့ဒီဟာအတွက်တချို့ကိုပြရဖို့ပေါ့နော် ကိုက flawless မဖြစ်ဘူးပေါ့နော်အတိချက်ရှိမှာဟို၆ပြစ်ကင်သေးလဲစင်မဖြစ်ပါဘူးဆိုရဲဟာချပြဖို့အတွက်လေဒါတော့ကိုဖြတ်တန်းခဲ့ရတဲ့ဟိုအတွေ့အကြုံနဲ့လည်းဆိုင်တာပေါ့နော်ကိုဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံမှာဒီလိုမျိုးပြင်းပြင်းထန်ထန်အပြစ်ပေးတယ်ဆိုရဲနေရာတစ်ခုကိုဖြတ်တန်းခဲ့ရတော့ဒီနေရာကိုရောက်တဲ့အချိန်မှာလေကိုကတချက်စီကနေအဲ့ဟာကိုကြောက်တယ်ဆိုရဲဟာတစ်ခုကိုခံစားရတယ်ပေါ့နော်အဲ့အဲ့ဒီနှစ်ခုကြားမှာ conflict ဖြစ်တာကြီးကလည်းတော်တော်ရုံနေရာခက်တယ်ဒါတော့ဆိုရအတွက် ဟုတ်တယ်နော်အဲဒီ guilt ဖြစ်တယ်ဆိုရင်အရာမမဆွေပါမှမဟုတ်ဘူးအကုန်လုံးလူလိုလဲခံစားရမယ်ထင်တယ်ဒီတော့ဘလောက်ပဲလေဟိုစိတ်တွေရှုပ်ထွေးမှုပေါ့နော်ဘလောက်ပဲကိုယ့်ရဲ့စိတ်ထဲမှာအဒီလိုလှုပ်ချင်တယ်ပြောပေမဲ့လည်း ဖက်ကလည်းမလုံချင်တဲ့စိတ်ကလည်းအမြဲတမ်းရှိရဲ့ခါလီကြလို့ရှိရင်မလုံချင်ဘူးဆိုပေမဲ့လည်းလုတ်ကိုလုံနေရမယ်ဆိုတဲ့အရာကြီးလေကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းရှိရဲ့မလုံရရင်ဝယ်ခုနလိုမျိုး guilt ဖြစ်တယ်ကိုယ့်ဟာကိုယ်တာဝန်မကြည်ဘူးလို့ထင်တယ်ကိုယ်ကမပြည့်စုံလို့ထင်တယ်မလုံလောက်ဘူးလို့ထင်တယ်ဆိုတဲ့အရာတွေကတော်တော်လေးကိုလေတို့တွေရဲ့စိတ်ထဲမှာလေ တကယ်ကိုနက်နက်ဆိုင်ဆိုင် ရှိနေတာပေါ့နော်အရင်တော့ဆိုရင်ဟိုတိတ်ပြီးတော့နားမလဲဘူးတိတ်ပြီးတော့နားမလဲတဲ့အချိန်တုန်းကဆိုဘာဖြစ်လဲဆိုတော့ဟောသူများတွေကပြောလို့ရှိရင်ဟောသူတို့တွေကလည်းဒါလေးတောင်မှပေါ့နော်အာဘာမှဒီဒါလေးကကိုယ့်အကူတွေးလိုက်အနက်ဖြစ်တယ်လို့တွေးလိုက်ပေါ့ပေါ့နော်ကိုယ်စိတ်ထဲမှာအဲ့လိုမျိုးထင်တာပေါ့နော်ဟာ guilt ဖြစ်တာဒါစဉ်းစားကြည့်လို့ရတာပဲဒါအပြစ်ရှိတာမှမဟုတ်တာပေါ့ကိုကိုကိုအပြစ်ခွင့်လွတ်လိုက်ပေါ့ဆိုတဲ့စကားတွေကိုအင်တန်မှလွယ်လွယ်ကူကူသုံးခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်း အိတ်စိတ်ခံစားချက်တွေကိုနားလည်လာတဲ့အချိန်ကိုရဲ့အလွာတွေကိုတဖြည်းဖြည်းနဲ့ပေါ့နော်ပို့ပြီးတော့နှက်တယ်ဆိုတဲ့နေရာတွေဝင်ကြည့်လာနိုင်တယ်တကားလေးတွေကိုတစ်ချက်ပြီးတစ်ချက်ဖွင့်လာနိုင်တယ်ဆိုတဲ့အချိန်မှာ အဲ့ကြတော့မတို့တွေကအဲ့ဒီနားလေခွင်းလွတ်တဲ့အကိုကိုကို enough မဖြစ်ဘူးဆိုရဲခံစားချက်ကိုရဲ့အထီးကျန်နေဆိုရဲဟာငါတယောက်သေးပါလားဆိုရဲဒီခံစားချက်အဲ့ဒါတွေကိုအဲ့ကြတော့မှခံစားရတယ်အဲ့ခံစားရတော့မှလည်းဒီခံစားချက်ကြီးကဘလောက်တောင်မှဟိုကြောက်စရာကောင်းနေဘလောက်တောင်မှနာကျင်စရာကောင်းနေဘလောက်ဒီအရာကိုလုပ်ဖို့ခက်ခဲတယ်ဆိုတာလေကိုရဲအဲ့ဒီတော့မှပို့ပြီးတော့မှနားလေလာတယ်ဆိုရဲ့ နေရာလေးတစ်ခုရောက်တယ်ပေါ့နော်ဒါကတော့အဲကိုတွေဖြတ်လာရဲ့ဆိုတော့ဒီလမ်းမှာပေါ့နော်ကိုတို့ကဟိုဒါတော်တော်လေးကိုအမ်တကယ်ဟိုပါနာကျင်စရာတွေအများကြီးနေရင်ပြီးတော့မှနားလေခဲ့တဲ့အတိတ်တစ်ခုပေါ့နော်